ယေရမိအနာဂတိကျမ်းအခန်းကြီး45အငယ်1မှ5ယုဒရှင်ဘရင်ယောရှိသားယောယကိန်လက်ထက်နေရိသားဘာရုတ်သည်ယေရမိမွတ်စုသည့်အတိုင်းစကားတော်များကို စာ၌ရေးထားသောနောက်ပရောဖက်ယေရမိသည်ဘာရုတ်အားဆင့်ဆိုရသောနှုတ်ကပတ်တော်ဟူမူကား အိုးဘာရုတ်တင်ကငါသည်အမင်္ဂလာရှိ၏ထာဝရဘုရားသည်ငါဝမ်းနည်းစရာအကြောင်းတပားအပေါ်မှာတပားကိုထက်ဆင့်တော်မူသောကြောင့်ငါသည်တက်တာမရညီးတွား၍စိတ်ပြတ်ပါပြီဟုဆိုသည်ဖြစ်၍တင်သည်ဆင့်ဆူရမည်မှာ ဣတရီလအမျိုးဤဖျားသခင်ထာဝရဖျားမိန်တော်မူသည်ကငါဆောက်သောအရာကိုငါဖြိုဖျက်မိငါစိုက်သောအရာဒီဟုသောဤပြည်ကိုအကျွင်းမဲ့ငါနှုတ်ပစ်မိတင်ဒီကြီးစွာသောအရာတို့ကို ကိုအဖို့ရှာသလော မရှာနှင့် အကြောင်းမူကားငါသည်ခတ်သိမ်းသောတတဝါတို့အပေါ်တို့ဘေးရောက်စီမိတို့ရာတွင်တင်ရောက်လီရာရာအရက်တို့၌တင်ဤအသက်ကိုလက်ရဥ္စာကဲ့သို့ သင်အားငါပေးမည်ဟုထာဝရဘုရားမိန့်တော်မူ၏အာမင် God bless you